နောက်ပုဂ္ဂိုလ်တူနံပါတ်၄ပုဂ္ဂိုလ်ပေါ့နောက်တစ်ခုပုဂ္ဂိုလ်တူကကံတစ်ခုပြုစုပြထောင်းနေပြုစုပြထောင်းတဲ့အချိန်ကမှတက်ရှိတတ်မဲ့ကာမဝဋ္ထုအဆုစုဥပမတွေ့တတ်တတ်မဲ့တဲ့လောဘဒီကလည်းသိအာကြီးတယ်ဒေါသတရားဒီကလည်းသိအာကြီးတယ်အသိလိမ့်မှာဉာဏ်ပညာကလည်းမရှိဘူးအပြော့မောဟတရားကသိအာကောင်းနေတယ်သူကမကောင်းတာသုံးခုလုံးစုံနေတယ်ကံတစ်ခုပြုစုပြထောင်းတဲ့အချိန်ကမှဘယ်လိုဟာလဲဒီကောသွားသွားသွားဟိုမှာဟိုမှာဒီလက်ရှင်နေလာနေတာသွားဆွမ်းလုံးလေးစားသွား မကြည်မနှက်ချစ်တဲ့ဒီဘုံကြီးနဲ့ကိုယ်ကရင်လည်းမလုံသူမြောက်ကိုလောဘတကြီးဒေါသတကြီးနဲ့អော်ပြီးတော့လောင်းခိုင်းလိုက်။မနေ့ကပဲတကမကြီးတယောက်လားစမ်းပြီးတော့ရှောင်းသေးတယ်။သူအင်ရှင်ယောက်ျားရှိလို့ရှိရင်အင်ရှင်မကဘယ်တော့မှဒီလရှင်နဲ့ဆုံးမလုံးရဲဘူးတဲ့။အင်ရှင်ယောက်ျားမရှိတဲ့အချိန်ခါကျမှသာဒီလရှင်နဲ့ခိုးခိုးပြီးဆန်လုံးရတယ်။ဒါကရှိနေခဲ့ရင်သူကမကြည်နိုင်ဘူး။ဒီလိုလောင်းလှူရတဲ့အတွက်အကျိုးရှိနိုင်မယ်ဆိုတဲ့အတိလိမ္မာဉာဏ်ပညာလည်းသူမရှိဘူး။လောင်းလှူတဲ့ဆန်ဆိုတဲ့လှူဘဝတို့အစွတ်အစုပ်ဥပမာလည်းသူက မပေးခြင်းဘယ်တက်တတ်မဲ့ဘုအကောင်းတယ်ဒီတော့လောဘလည်းအကောင်းတယ်ဒေါသလည်းအကောင်းတယ်မောဟလည်းအကောင်းတယ်အဲ့ဒီလိုလောဘဒေါသမောဟတွေခြံရံပြီးတော့နှလုံးချင်းဆိုတဲ့ကံတခုပြည့်စုံပြည့်ထောင်လိုက်ပြီပြည့်ထောင်လိုက်တော့ဒီကံကအကျိုးပေးပြီဆိုရင်ဘာဖြစ်တတ်တယ်အဲ့ဒီပုဂ္ဂိုလ်ကကံကိုပြည့်စုံပြည့်ထောင်ခြင်းအချင်းခါမှာအကောင်းအုပ်စုဖြစ်တဲ့အလောဘအဒေါသအမောဟတွေကအပြော့တယ်လောဘဒေါသမောဟတွေကတိတ်အကောင်းခဲ့တဲ့အတွက်ဒီကံကအကျိုးပေးပြီဆိုရင်လောဘကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ် ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်။ဉာဏ်ပညာထုံထိုင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရပြန်တယ်။ဒီတော့ကံဒီကိုယမ်းပြီးထူထောင်သိမ့်မလား။မထူထောင်သိမ့်ဘူးတော့။ကံတခုဒီကံအရာတည်သွားပြီးပြီဆိုရင်ပြန်ပြီးနှုတ်လို့မလွယ်ဘူးတစ်ချိန်တော့သူအကျိုးပေးပါပဲ။ဒီတော့ဒီအကျိုးတရားတွေကိုမိမိတို့ကအလိုမရှိပါဘူးဆိုလို့ရှိရင်တော့ဒီကံကိုထူထောင်စဉ်အခါမှာမိမိတို့ရဲ့စိတ်ဓာတ်ကိုပြည့်ပြည့်ပြောင်းလဲဖို့လိုတယ်။ဒါကတစ်ချက်နောက်တစ်ခုကတော့ဒီကံဒီကုံစင်တက်တဲ့ကာမခေယကံလို့ခေါ်ဆိုအပ်တဲ့ဝိပဿနာဉာဏ်ဉာဏ်ရင့်ကျက်လာအောင်ကြိုးစားဖို့ လိုအပ်ပါတယ်